ဆံမရှာနိုင်တဲ့ယောက်ျားကိုမိန်းမတွေကအထင်သေးတယ်။နင်ပတ်ဆံအတွက်ရှာနင်တော်တော်အသုံးမကျတဲ့ယောက်ျားနင်ဘာမှလည်းမရှာနိုင်ဘူးကြည်စမ်းနင်တော်တော်ညံ့နေ။ဆိုင်မွန်ကမိန်းမကိုပြန်မပြောရက်ဘူးပြန်မပြောရဲလို့မဟုတ်ဘူးပြန်မပြောရက်ဘူးဆိုတာမြစ်တာနော်ပြောရင်ရတာပေါ့မင်းပါးစပ်ပိတ်ထားလို့ပြောရင်ရပြီမြေ ကျွန်တော်တို့ယောက်ျားတွေမိမကိုပြန်မပြောတာဟာကြောက်လို့မဖြစ်တော့ပြန်မပြောရက်တာမြစ်တာလို့မိမတွေကမသိကြဘူးမိမတွေကတော်တော်ခက်တယ်ပတ်စံရှိတဲ့ယောက်ျားမှာအထင်ကြီးခြင်းနဲ့အိုးအိမ်တော်ရှင်မိမအပေါင်းတို့ပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါအရှင်မကြီး ပတ်စံတဲ့အရေးကြီးတာယောက်ျားတစ်ယောက်ကပေးတဲ့နှွေးထွေးမှုဟာပတ်စံတဲ့ပုံပြီးအရေးကြီးတယ်ဆိုတာအိရှင်မနင်သိသိစေချင်တာပဲမိမတွေကတင်တောင်းတင်တယ်ထားနိုင်တဲ့သူကိုမှမိမတွေကအလိုရှိကြတာမိမရဲ့ငါနင့်ကိုတင်တောင်းတင်တယ်ထားနိုင်မှုငါကြိုးစားပါတယ်တင်တောင်းတင်တယ်ထားနိုင်တာလဲအရေးကြီးတယ်လို့ တင်တောင်းတင်တယ်ထားနေတာတဲ့အရေးကြီးတာကနင့်ကိုငါအမြဲတမ်းဘာပဲလုပ်လို့ဦးစားပေးတယ်လေဦးစားပေးခြင်းဟာတင်တောင်းတင်တယ်ထားခြင်းတဲ့အရေးကြီးတယ်ဆိုတာအင်ရှင်မတွေမသိတာတော့တော်တော်မိုင်မဲတယ်ကွယ်ဟုတ်တယ်ဒီလိုပါပဲအင်ရှင်မတော်တော်များများစိန်တွေ ရွှေတွေငွေတွေစင်နိုင်တဲ့ယောက်ျားဆိုလို့ရှိရင်ကို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 မောင်အိပီလာဒါလင်ခေါ်လို့ကိုမဆုံးဘူးမရှာနိုင်ဘူးဆိုရင်တမျိုးတကယ်တော့စိန်တွေငွေတွေရွှေတွေစင်နိုင်တဲ့ချစ်သူယောက်ျားတဲ့ကိုရဲ့အားနည်းချက်ကိုပုံကြီးမချဲ့တဲ့ယောက်ျားပူပြီးတံပိုးရှိတယ်ဆိုတာမိမနင်မသိဘူးဒီလိုပါပဲ ို့ယောက်ျားအသက်ငယ်ရင်လည်းအသက်ငယ်လို့ဆိုအင်ရှင်မများအနိုင်ကျင့်ကျင်တယ်ကြီးရင်လည်းကြီးလို့ဆိုပြီးအဖိုးကြီးလို့ခေါ်ကျင်တယ်ငွေရှာလို့မရဘူးအသက်လည်းကြီးရင် အထင်သေးကျင်တယ်ကို့ယောက်ျားဟာကို့တဲ့အသက်ကြီးတယ်ငယ်တယ်ဆိုတာတဲ့အသက်အရွယ်နဲ့မျှတဲ့ရှင်းချက်မှုရှိတဲ့ယောက်ျားကိုပိုင်ဆိုင်ထားရတာနင်တရားမင်းရထားတယ်လို့ပဲလို့နင်မသိပါဘူးဟဲ့